ဥမေအောင်လည်းမကြပါဘူးလို့စစ်တပ်ကိုခင်ဗျားတို့ကြမကြမယ်မထင်နဲ့ခင်ဗျားတို့အချိန်တန်ခင်ဗျားတို့နောက်ဆုတ်သွားရမှာစစ်တပ်ကကောင်းကောင်းထိန်းထားနိုင်တယ်နော်ရခိုင်ပြည်နယ်ကောင်း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 ထိန်းထားနိုင်တယ်အခုလောလောဆယ်ခင်ဗျားတို့ခဏလွတ်ထားတာပဲရှိနေတယ်လူချင်းကျွန်တော်ပြောပြရခိုင်ပြည်ကအလွယ်ဆုံးနော်ရခိုင်ပြည်ကအလွယ်ဆုံးရခိုင်ပြည်ကမြို့တွေကတောင်တောင်ပရိုဂရမ်အကြီးကြီးမားမားလည်းရှိတာမဟုတ်ဘူးနော်ရခိုင်ပြည်ကမြို့မြို့တွေကမြန်မာပြည်ကရွာကြီးတွေအရောက်ပဲရှိတဲ့အဆင့်နော်အဲ့ဒါကိုသူတို့ဘာဆိုတာမသိတဲ့အေအေကလိုက်တိုင်နေတာဖြစ်တယ်နော်အချိန်တန်ပြန်ယူလိုက်မယ် ဒါပေမဲ့ခုရရှိတာပေါ့ဒီနေရာမှာတော့တတိရရှိဖို့လိုတာပေါ့ဘာမှကြီးတတိနဲ့တော့လွယ်မလွယ်တော့မသိဘူးဗျာနော် ရခိုင်တောင်ပိုင်းကိုပြန်သိမ်းမဲ့စီစဉ်မရှိဘူးလောက်ကမောင်းနဲ့ရခိုင်တောင်ပိုင်းဆိုတော့ဂွားလို့ဟဟလာတောင်ပုတ်လို့ထင်ပါတယ်နော်အာရခိုင်တောင်ပိုင်းကပြန်သိမ်းမယ်ဟေ့ဆိုလို့ရှိရင်သိမ်းလို့ရတယ်ရေရအတွင်းစီမိဘပြည်သူပေါင်းတို့ခမလူကြီးမင်းတို့ဤအိမ်တွင်စွပြည့်အမိုက်များကို လာရောက်သိမ်းဆက်ပေးနေပါသဖြင့်အမိုက်ကားပေါ်သို့ စနစ်တကျလာရောက်စွန့်ပစ်နိုင်ပါသည်ခင်ဗျာရခိုင်မှာဆုံးရှုံးသွားတဲ့မျိုးတွေကိုရေရှည်မှာတက်မလို့ကပြန်သိမ့်ပိုက်နိုင်သလားဆိုတဲ့ခါကြတော့ရခိုင်ကပြောရမယ်ဆိုရင်လက်ခုပ်ထဲကရေပါမင်းတို့နောက်ဆုံးအချိန်လေးမိနစ်20ပေးမယ်အားလုံးတက်တဲ့ဒေတဲကိုမြှောက်ထားလိုက်ကပြလာပြီးအရှိ ြောင်သာနာငါပြာပြီအလုံးကတော့ကြည့်အလုံးကတွေ့တယ်တဲ့ပုံကြောင်သာနာပြေကြပြေကြကကကကရေလိုလည်းဖြစ်တယ်တဲ့ပုံကြောင်အိုင်ဒီလိုချိန်ကကြောက်တယ်ပြီဘာကတည်းကတဲ့ပုံကြောင်သာနာမရိုရီဘောနော်ဒီဥမင်းအွန်လိုင်းမပြတ်သားတာပဲရှိပါတယ်လက်ခုပ်တဲကချင်းပြင်းနဲ့ပြန်ရဖို့ခက်ခဲတယ်เนาะ ရှမ်းမြောက်ပြန်ရဖို့ခက်ခဲတယ်။ကရင်ပြည်နယ်ပြန်ရဖို့ခက်ခဲတယ်။ရခိုင်ကလို့ချင်းချက်ချင်းပြန်ရတယ်။အစ်စ်တက်မပြောသေးဘူးနော်။ရခိုင်ကပွင့်နေပြောအေးအေးကဘာအစ်စ်မှမရှိဘူး။ဟုတ်ကျွန်တော်ဒီအပိုင်းကျွန်တော်မိတ်ဆွေတွေအပြောကြတယ်ဗောဗျာ။အာကျွန်တော်တို့အာရခိုင်ဆိုင်လေးတွားပြီးတော့ပင်လယ်စာလေးတွားစားဖို့လိုက်ခဲ့ပါလားကျွန်တော်မလိုက်ဘူး။လဲမစားဘူးလို့မကြိုက်တော့တာကျွန်တော်ရခိုင်စားအောင်မကြိုက်တော့တာဟုတ်ကစားအောင်မစားတော့တာအမစားရခိုင်စားတော့ကျွန်တော်ဘာမှမကြိုက်တော့စားလည်းမစားတော့မစားတော့ ေးဒီခိုင်မီနဲ့ကဘဲကတက်တက်ဝင်ပေါက်ကြီးပဲအဲ့ဒါကိုလေအေးအေးကအဲ့ဒါကိုခုခံနိုင်တဲ့စွမ်းရည်မရှိဘူးအဲ့ဒါကိုခင်ဗျားတို့ရဲ့ဒီအဲဘယ်လိုခေါ်မလဲမီဒီယာကြီးပေါ့ဗျာနော်မီဒီယာကြီးနဲ့သူ့မိမနဲ့ညှာနေတဲ့အတွက်ကြောင့်မလို့တာနော်ရခိုင်ကိုပြန်သိမ်းနိုင်မှာလို့မမင်းနဲ့ဒီလိုလှုပ်သိမ်းနေတာချင်းပြည်နယ်ကိုတန်းရန်ခတ်သေးတယ်ရခိုင်ကမြို့တွေကိုပြန်ရနိုင်သလားဆိုရှင်ကျွန်တော်အပေါ်အသက်80ရှိပြီအသက်80ကျော်ပြီနော် အခုတော့သုံးသွားပါအဲ့အသက်80ကျော်တိုက်ရင်တော့မရခိုင်ကောင်းကောင်းနိုင်ရယ်နော်ချက်ချင်းပြန်သိမ်းလို့ရတယ်ဟောဆိုလဲခွေးချစ်တယ်လို့ကြားဟုတ်တယ်ကျွန်တော်ကတော့ကိုယ်တော့မစော်ကားစေချင်ဘူးကျွန်တော်လဲခွေးတအားမွေးတယ်အဲခွေးကိုတအားတော့နှိမ်ပြီးဆက်ဆံတဲ့ထဲမှာမပါဘူးကျွန်တော်ပြောချင်တာခွေးကိုမစော်ကားဘူးပဲဒါပေမဲ့ကျွန်တော်တို့တကယ်ခွေးချစ်တဲ့လူကြီးဆိုတော့ကျွန်တော်တို့တကယ်ခွေးချစ်တဲ့လူကြီး another one စပြေးများလာခြင်းကဘလို့အခြေအနေကြောင့်ဖြစ်လာနိုင်တယ်ကောအာစပြေးများလာနိုင်တဲ့အခြေအနေက အကြောင်းရင်းကမျိုးမျိုးရှိတယ်နော်အဲ့တော့စစ်တပ်တွေကစစ်တပ်တွေကိုဝင်တဲ့စစ်သားကလည်းမျိုးမျိုးရှိတယ်ဗျတချို့ကြတော့လေဟိုစစ်တပ်ထဲရောက်မှထမင်းဝါတဲ့သူလည်းရှိတယ်ဒါမျိုးဝင်တဲ့စစ်သားကတစ်ဖွဲ့တော့ရှိသေးတယ်နော်သူတို့ကဘယ်လိုကောင်းလဲဆိုတော့မျိုးပေါ်တော့မှတစ်ခါမှမရောက်ဘူးနော်အဲ့လိုလူမျိုးတွေပေါ့အဲ့လိုမျိုးရွာတွေကနေပြီးတော့ဝင်လာတဲ့စစ်တီတွေလည်းရှိတယ်တချို့ကြတော့လမ်းမေးမှာအိတ်နေနဲ့ဆွဲစီခံလာတဲ့ရှိတယ်ဒီတက်မတော်ကစာတက်ပေတက်မရှိဘူးနောက်ဆုံးများခင်ဗျာရွှေကုံဖျားတော့ဖူးဖူးတဲ့လူတွေမပါဘူး ကြိုက်သေးဘူးဗျာတော့ဖူးဖူးတဲ့လူတွေမပါဘူးဒီလူတွေကရခင်က နေသားသမားတွေဝါကွေးတင်တဲ့လူတွေနွားကွေးတင်တဲ့လူတွေဝါတတ်တဲ့လူတွေနွားတတ်တဲ့လူတွေကဥဆောင်တယ်အောက်ချင်မှာအကောင်းတွေကစစ်ပြေးဖြစ်ပြီးတော့လုံးဝမပြေးနိုင်တဲ့ဒီပေါ့နော်အချိုးအပဲ့တွေကအချိုးအပဲ့အောင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ EA တွေကပေါ့နော် EA တွေကပြန်ပြီးတော့ကင်းဆောင်ပြီးတိုက်ပွဲဝင်နေရတယ်အသက်ကြီးရွယ်တွေတိုက်ပွဲပြန်ဝင်နေရဆိုတဲ့ခါကျတော့မပြေးနိုင်တဲ့သူပဲကြံတဲ့ပုံစံမျိုးဖြစ်နေတယ် ရွေးကောက်ပွဲပြီးရင်းနဲ့စစ်ပွဲတွေနိုင်လာနိုင်လာသုံးသပ်ပြီးပါကျွန်တော်လည်းခတ်ပါအောင်လားလေကျွန်တော်မနေ့ကလည်းသုံးသက်ထားပါရနော်အဲ့တော့ဘလို့သွားနိုင်ပါတော့ဗျာနော်အာနာ၃ရက်လုံးသူ့ကိုပေးထားတာကဓာရီကိုဆောင်ရွက်ဖို့ပေးထားတာနော်တမနာယူကိုပေးထားတာမဟုတ်ဘူးနော်ငိမ့်ငိမ့်ပြီးသူကလည်းဖို့ပေးထားတာမဟုတ်ဘူးငိမ့်ငိမ့်ပြီးသူကသူလည်းဘာမှမဆိုင်ဘူးအာနာ၃ရက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကနိုင်ငံမှာအခြေအနေမကောင်းဘူး အနိုင်ငံမှာဘယ်လိုဟောမလဲဆိုလို့ရှိရင်နိုင်ငံကြီးအန်ဒီရတော့ကြာနေပြီအန်ဒီရကိုနှိမ်နှေးပေးပါဆိုတဲ့ရီမန်းချက်နဲ့ပေးထားတာသူ့ကိုတခါတည်းဘယ်လိုဟောမဲဆဲဖို့နေရာပေးထားတာမဟုတ်ဘူးသူ့ကိုတခါတည်းငိမ့်ငိမ့်လိုပဲဆုတဲ့ဒီနေရာဟောမလဲဆိုတော့ဟို nomination လောက်ကိုပေးထားတာမဟုတ်ဘူးနော်အဲ့တော့အာနာ၃ရက်ရှိတဲ့အချိန်မှာတော့ဘာမှမလုပ်နိုင်တဲ့စစ်တပ်ကအာနာတစ်ခုပဲရှိတဲ့အချိန်မှာလုပ်မယ်ဆိုတဲ့ခါကျတော့သွားပြီဗောဗျာ စစ်ပွဲတစ်ခုတိုက်မယ်ဟေ့ဆိုရင်ပြည်ထဲမှာစစ်ပွဲတွေရစစ်ပွဲတွေရချက်ချင်းရဆိုတဲ့ပုံစုကပေါ်လာအောင်မယ်နော်လွတ်တော်တွေကနေပြီးတော့ဟာလူခွေးတွေအတွက်မှာတောင်စာဖြစ်နေပါပြီဆိုလွတ်တော်တွေကတိုက်ပွဲဝင်မဲ့သူကပေါ်လာအောင်မယ်နော်အဲနောက်ထပ်နောက်ထပ်နိုင်ငံတကာကလည်းပေါ်လာအောင်မယ်ဟာဘလို့မှစီရေးစီရဘလို့မှဖြောင်ဖြောင်တန်းတန်းဆောင်ရွက်လို့မရတဲ့အခြေအနေဖြစ်သွားပြီရွေးကောက်ပွဲပြီးမှဆိုလို့ရှိရင်တော့သွားပြီခင်ဗျားတို့လူခွေးရကြီးရမှလည်းအခြေခံဥပဒေကြီးရမှနိုင်ငံတကာဆက်ဆံရေးကြီးရမှနဲ့သွားပြီစစ်ပွဲအဖြစ်တော့ဖြည့်ရှင်းလို့မရတော့ဘူးခုခုတပုံတွေရရှိထားတဲ့နေရာခုရွေးကောက်ပွဲကလည်း အကဲရွေးကောက်ပွဲပြီးသွားလို့ရှိရင်လုံနေတာတခုပဲရှိတော့မယ်အခုတပုံနဲ့တိမ့်ပိုက်ထားတဲ့နေရာလေးအသီးမှပြူပေးလိုက်ဒါပဲရတော့မယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်တယ်